ဒီမှာမြို့သူမြို့သားအနေနဲ့ကတော့ PNN အသင်းကိုရှုံးလို့လည်းမရပါဘူး။တိုက်ပွဲမှာအမကန်လို့လည်းမရပါဘူး။ယခုအခါမှာတော့မြို့မမြို့သူမြို့သားအသင်းတို့အခြေအနေဟာအလွန်ရည်ကြီးတဲ့အနေအထားတည်းမှာရောက်ရှိနေပါပြီ။ PNN လုံးအင်အားကြီးတဲ့အသင်းတွေဟာအံ့အားသင့်စရာကောင်းတဲ့ ဖိလစ်ပိုင်အသင်းကိုပိုပြီးကန်ဒီသွင်းကိုတကူနဲ့ရှုံးနေသွားခဲ့တာကြောင့်ကျွန်တော်တို့မြန်မာအသင်းအတွက်အခွင့်အရေးအနေနဲ့ကတော့အန်ဒီယန်နှစ်ခုလုံးကိုပေါ်ထွက်လာတာလည်းဖြစ်ပါတယ်။လက်ရှိမြန်မာအသင်းဟာမလေးရှားအသင်းကို3-0နဲ့အနိုင်ရရှိခဲ့လို့အုတ်တုပထမနေရာမှာယက်တီနေပေမဲ့လို့လာမယ့်ဒီဇင်ဘာလ17ရက်နေ့ဗီယက်နမ်နဲ့အုတ်တုမှာတော့နောက်ဆုံးပွဲစဉ်ဟာကျွန်တော်တို့ရဲ့စီကင်ကိုလွန်ကြီးအတွက်အဆုံးဖြတ်တိုက်ပွဲလည်းဖြစ်လာမှာပါ။ လာမယ့် BNN နဲ့ပွဲစဉ်မှာတော့ကျွန်တော်တို့မြန်မာအသင်းအနေနဲ့လုံးဝကိုရှုံးလို့မရတော့ပါဘူး။တကယ်လို့မြန်မာက BNN ကိုတကူးစီတူလောက်နဲ့ရှုံးခဲ့မယ်ဆိုရင် BNN နဲ့ဖိလစ်ပိုင်တို့ကရမတ်တွေဟာကျွန်တော်တို့နဲ့တူညီသွားမှာဖြစ်ပြီးတော့ရမတ်6မှတ်ပြင်အသင်းသုံးသင်းလုံးတူညီနေမှာဖြစ်ပါတယ်။ဖိလစ်ပိုင်ကမလေးရှားကိုတေချာပေါက်နိုင်မှာပါ။ထို့ကြောင့်အုပ်စုတက်ရောက်ဖို့တို့ကစီမင်းတွေအရာ၉ခွာကြကြပြင်းဆုံးဖြတ်ရမှာလည်းဖြစ်ပါတယ်။ ဖိလစ်ပိုင်ကမလေးရှားကိုအင်အားနည်းတဲ့အသင်းကိုကန်တဲ့ပွဲမှာ၄ခုနဲ့အပြတ်သက်နိုင်သွားမယ်ဆိုရင်ဘိုးဘွားကြကြအရာမြန်မာအသင်းဟာရမှတ်ချမှတ်နေတော့အုပ်စုကနေထွက်ခွာရဖို့တေချာသလောက်ရှိနေပါပြီ။ ဒါကြောင့် BNN နဲ့ပွဲတင်မှာတော့ရှင်ရုံရောင်းမဲ့ပွဲတစ်ပွဲလည်းဖြစ်လာမှာပါ။ GNG ကိုရှောင်ရှားပြီးတော့ရွှေရည်သိသူတန်လန်းရဲ့ဘုအတွက်ကျွန်တော်တို့လိုအပ်တဲ့ရလဟာယူရှင်းပါတယ်။မြန်မာအသင်းက BNN အသင်းကိုတည်ရည်တန်နိုင်ခဲ့ရင်မြန်မာကအုပ်စုဘုဖြစ်ပါပြီ။ဖိရရသည်ကျွန်တော်တို့ကိုဂရုဝီမှာပထမနေရာဖြင့်တက်ရောက်သိပြီးတော့ semi final အတွက်အင်ရှင်ထိုင်းအသင်းကိုရှောင်ရှားသိနိုင်ပါလိမ့်မယ်။ကျွန်တော်တို့မြန်မာအသင်းကဒီနေ့မှာမလေးရှားကို3-0နဲ့နိုင်ခဲ့ပေမဲ့လို့ ဒီပွဲစဉ်ရဲ့ခြေစွမ်းဟာပြည်သက်တွေကိုအားရကျင်းနေမှုမပေးနိုင်ခဲ့ပါဘူး။ဘိုးပေါင်းရှိမှာပဲအခွင့်အရေးတွေဖန်တီးမှုတွေမလိုအပ်ဘဲနဲ့ဘောလုံးဆုံးရှုံးမှုတွေခံစစ်ပိုင်းကအလွယ်တကူပေးခဲ့ရတဲ့အမားတွေကိုလည်းကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။နောက်ထပ်သတိပေးစရာအနေနဲ့ဗီယက်နမ်အသင်းဟာဖိလစ်ပိုင်အသင်းကိုရှုံးနေတာလို့စိတ်နဲ့ပိုင်းဆိုင်ရာကပိုကြက်တောက်လာပါလိမ့်မယ်။ သူတို့ရဲ့ပြင်းထန်တဲ့ပြားပေးမှုတွေရင်ဆိုင်မှုတွေကမလေးရှားဘက်ကလူတိကျမှုမရှိတဲ့ပေးပို့မှုတွေခန့်စစ်ကစားသမားတွေရဲ့နေရာလွတ်မှုတွေတစ်ဆက်ကအတွင်းမှာပဲဂိုးပေးရနိုင်ပါတယ်။ဒီပွဲစဉ်မှာတော့တံပြန်တိုက်စစ်ကိုဦးစားပေးပြီးတော့အမှန်ယုံမရှိအောင်စီကံတိကျတော့ထိန်းချုပ်ဖို့လိုအပ်ပါတယ်။ကျွန်တော်တို့မရှုံးနိုင်ရင်တော့အနိုင်ရရှိမှအသေးချာကျွန်တော်တို့မြန်မာအသင်းဟာဗီယက်နမ်ကိုအနိုင်ယူခဲ့ပြီးတော့ဖိလစ်ပိုင်အသင်းကိုတော့နှစ်ခုတစ်ခုနဲ့အနိုင်ယူထားပြီးသားပါ။ကျွန်တော်တို့ရဲ့စွန့်ရင်တဲ့အခြေအနေတွေဟာဗီယက်နမ်နဲ့မနှိမ့်ကြပါဘူး။ကစားသမားအနေဖြင့်စိုးရိမ်ပူပန်မှုတွေစွန့် င်းအားပြောင်းလဲမှုတွေနဲ့နီးပြားတွေရဲ့အစီအစဉ်တိုင်းကိုပြင်းပြင်းထန်ထန်သတိထားကကစားသွားမယ်ဆိုရင်တော့လိုအပ်တဲ့ရလဒ်တွေကိုရယူနိုင်မှာဖြစ်ပါတယ်။အုပ်စုကိုနေရာပြင်းတဲ့ semi final ကိုလည်းခိုင်ခိုင်မာမာတက်ရောက်နိုင်မှာလိမ့်မယ်။ရှုံးပွဲကိုရှောင်ချပြီးတော့အုပ်စုကိုပြင်းရွှေတိုက်သူကိုတော့ဆက်ချောက်ကြဖို့အားလုံးကိုအောင်မြင်စေချင်ပါတယ်။2025ခုနှစ်စီကိမျိုးသမီးဘောလုံးပြိုင်ပွဲရဲ့အုပ်စုဘီမှာနောက်ဆုံးပွဲစဉ်ကိုတုံ့သက်ကြည့်ရအောင်။